cryptocurrency လို့ပြောလိုက်တယ်ဆိုလို့ရှိရင်လူများစုက bitcoin ပဲပြေးပြီးမြင်ရတယ်။ဒါပေမဲ့ဒီနယ်ပယ်ထဲမှာတကယ်တမ်းအကျိုးအမြတ်ရသွားတာကတော့ bitcoin bull run ပြီးလို့ရှိရင် လာတဲ့ odd season မှာ။ဒါကြောင့်မလို့အခုဒီ video မှာ odd season ဆိုတာပါလေ။ဘာတွေနဲ့ပတ်သက်လဲဘလို့အကြောင်းအရာတွေရှိလဲဘလို့ odd coin တွေကိုကင်ထားတင်လဲဆိုတာကိုကျွန်တော်အသေးစိတ်ချက်လက်နဲ့တော့ရှင်းလင်းတင်ပြလောမှာဖြစ်ပါတယ်။ odd season ဆိုတာကတော့ bitcoin ဈေးကွက်အမြင့်ဆုံးတက်သွားပြီးနောက်ပိုင်းအယောင်းဝယ်အေးဆက်လာတဲ့အချိန် အခြားသော cryptocurrency ကိုလူအများစုကစိတ်ဝင်စားစွာနဲ့အယောင်းဝယ်ဆလုပ်လာတဲ့ကာလအောင်ဆိုပါတယ်ဒီလိုကာလမျိုးတွေမှာ cryptocurrency တော်တော်များများကဝယ်တိုင်းမြက်ကြလေရှိပါတယ်။တမိုင်းနှစ်လျှောက်မှာလည်းပြီးခဲ့တဲ့2019နဲ့2021မှာ oxygen တွေလာသွားခဲ့ပါတယ်။ဒါဆိုရင်အားလုံးသိကျင်ကြတဲ့အတိုင်း oxygen ကဘယ်အချိန်မှာရောက်လာမှာလဲတဲ့။ဒီဗီဒီယိုမှာတော့ oxygen ရောက်လာဖို့အတွက်အဓိကကျတဲ့လက္ခဏာ၄ရပ်ကိုကျွန်တော် share လုပ်သွားပေးမယ်။နံပါတ်၁ကတော့ bitcoin dominance ကျဆင်းလာတာပါ။ bitcoin dominance ဆိုတာတော့ဈေးကွက်ထဲမှာ bitcoin ကိုလူတွေ ရင်းနှီးမြှုပ်နှံဝယ်ယူနှုံအားကြီးဆိုးတာကိုဆိုလိုပါတယ်။အဲတနည်းအားဖြင့်ပြောရရင် Bitcoin လွှမ်းမိုးမှုတဖြည်းဖြည်းကျဆင်းလာတဲ့အခါမှာရင်းနှီးမြှုပ်နှံတဲ့ငွေတွေကအခြားသော altcoin တွေကိုစီးဆင်းသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီမနေ့ကတော့ ETH BTC trading pair မှာ BTC ရဲ့တန်ဖိုးတဖြည်းဖြည်းကျလာပြီးတော့ Ethereum တန်ဖိုးတက်လာတာပါ။ဒါကတော့ trading shutdown ရကြည့်မယ်ဆိုလို့ရှိရင် Ethereum ဈေးနှုန်းတက်လာတဲ့အတွက် Bitcoin တန်ဖိုးတဖြည်းဖြည်းကျဆင်းလာတာဖြစ်ပါတယ်။နံပါတ်3ကတော့ အော့ကွိုင်ရောင်းဝယ်တွေတနေ့တခြားပုံပုံပြီးတော့မြင့်တက်လာတာပါအခုလက်ရှိချိန်မှာအော့ကွိုင်ဈေးကွက်မရောက်သေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒါဈေးနှုန်းတက်တယ်ဆိုပေမဲ့ all time high ကိုမရောက်သေးပါဘူးအော့ဆီဇင်လာပြီဆိုရင်တော့အော့ကွိုင်အတော်များများက all time high ကိုကျော်သွားလေရှိကြပါတယ်အော့ဆီဇင်သာလာပြီဆိုလို့ရှိရင်တော့အော့ကွိုင်အတော်များများကသူတို့ရဲ့ last cycle က all time high ကိုဈေးနှုန်းကျော်သွားလေရှိပါတယ်နောက်ဆုံးကတော့ social media မှာ cryptocurrency နဲ့ပတ်သက်တဲ့အကြောင်းတွေလူပြောများရေပန်းစားလာပြီဆိုလို့ရှိရင်တော့ဒါ oxygen အမှန်ကန်ရောက်နေပြီဆိုတာကျွန်တော်တို့သေချာသိနိုင်ပါတယ်ဒီအကြောင်းတွေကိုအသေးစိတ်လေ့လာဖို့အတွက် Binance Academy ရှိပါတယ်အခမဲ့လေ့လာလို့ရပါတယ်ဈေးကွက်အခြေအနေ Bitcoin Dominance တွေနဲ့အခြားသော analytics တွေကိုကြည့်ကြည့်နေဆိုလို့ရှိရင်တော့ Coin Market Cap website ရှိပါတယ်နောက်ဆုံးတစ်ခုကတော့ဒီလိုအချက်လက်တွေကိုကျွန်တော်တို့စုထုပြုရေးသားထားတဲ့စောင်းပါတွေမြန်မာလိုဖတ်ရှုနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ Binance Square Channel မှာမိတ်ဆွေတို့ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်ကောင်းပါပြီအခုက တော့ oxygen မရောက်သေးဘူးခင်ဗျ။ဒါပေမဲ့ oxygen နာအမှန်ကန်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘဲ crypto တွေကိုဝယ်ယူထားတာကမိတ်ဆွေတို့အတွက်အကျိုးမြတ်ဖြစ်စေမလဲ။ ဒီဗီဒီယိုလေးမှာကျွန်တော် crypto ၅ခုကိုသုံးသပ်ချက်တွေနဲ့ပါသိပြပေးမှာဖြစ်ပါတယ်။ဒီစင်းရဲ့နံပါတ်၁နေရာမှာအကောင်းဆုံး altcoin ဖြစ်တဲ့ investment လုပ်တဲ့အရာကတော့ Solana ဖြစ်ပါတယ်။သူကတော့ layer 1မျိုးစားဖြစ်ပြီးတော့ Ethereum ကလာလို့လည်းလူသိများကြော်ကြားလာပါတယ်။ Transition မြန်တာ၊ fee သက်သာတာ၊ NFT တွေ၊ meme coin တွေ၊ real world assets တွေအတွက်လည်းအချက်ကြာကြတဲ့ blockchain တခုဖြစ်နေသေးပါ။ Solana Pay တို့ Solana Phone တို့ကလည်းဈေးကွက်ထဲမှာလူသိများထင်ရှားလာပါတယ်။ မန်နစ် crypto ကတော့ injective protocol ပါသူကတော့ defi နဲ့ ai နှစ်ခုပေါင်းစပ်ထားတဲ့ crypto လို့လည်းယူဆနိုင်ပါတယ် trading နဲ့ finance ကဏ္ဍတွေမှာ application တွေကို cosmos based blockchain ပေါ်မှာတည်ဆောက်ထားတဲ့ crypto တစ်ခုဖြစ်ပါတယ်သူမှာ token banding system ပါတဲ့အတွက်ကြောင့်မလို့ crypto တွေ deflationary ငွေကြေးဖောင်းပွခြင်းကိုလည်းကာကွယ်ပေးတာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ရွေးချယ်ထားတာကတော့ render token ပါ။သူကတော့ decentralized GPU computing အမျိုးအစားဖြစ်ပြီးတော့ AI metaverse 3D rendering တွေချတဲ့အခါမှာကျွန်တော်တို့လိုအပ်တဲ့ GPU power ကို support ပေးနိုင်မဲ့ project မျိုးစားလည်းဖြစ်ပါတယ်။နံပါတ်4ကတော့ virtual protocol ပါ။သူကတော့ deepin လို့ခေါ်တဲ့ decentralized physical infrastructure နဲ့ virtual experience တွေကိုပေးဆွနိုင်တဲ့ crypto မျိုးစားတစ်ခုဖြစ်ပါတယ်။ VR တွေ, creator tool တွေ, web3 infrastructure တွေအတွက် integration လုပ်နိုင်မဲ့ project တစ်ခုပါ။ virtual world နဲ့ digital economy အတွက်အခြေခံ infrastructure တွေတည်ဆောက်လို့ရမဲ့ project တစ်ခုလည်းဆိုနိုင်ပါတယ်။နံပါတ်5ကတော့ Sui ပါ။သူက layer 1 blockchain မျိုးစားဖြစ်ပါတယ်။ Mistin Lab လို့ခေါ်တဲ့ Facebook Meta ကနေခွဲထွက်လာခဲ့တဲ့ crypto project တစ်ခုဖြစ်ပါတယ်။ DeFi Web3 gaming နဲ့ NFT တွေအတွက်အထူးအသင့်တော်တဲ့ crypto blockchain project ဖြစ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ Oxygen လာမယ်မလာဘူးဆိုတာမြည်သူမှတတ်အံမပြောနိုင်ပါဘူး။သို့တော်လည်းပြီးခဲ့တဲ့ previous cycle တွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင် ကြားကာလတွေမှာ off season ကအများအတန်းတစ်ချိန်လာသွားခဲ့ပါတယ်။အကျိုးအမြတ်တွေလည်းအများကြီးရရှိသွားခဲ့ပါတယ်။ဒါကြောင့်မလို့ဒီဗီဒီယိုလေးကမိတ်ဆွေတို့ကို off season လာသည်ဖြစ်စေမလာသည်ဖြစ်စေကျွန်တော်တို့ဒီလိုမျိုး crypto တွေကိုသာချိုးတင်ပြီးတော့ဂျီဒီမြုံနယ်ထားနိုင်မယ်ဆိုလို့ရှိရင်အကျိုးအမြတ်ရရှိနိုင်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ချိုးတင်ပြင်ဆင်ထားနိုင်ဖို့အတွက်ဒီဗီဒီယိုလေးတင်ဆက်ပြသလိုက်ရဖြစ်ပါတယ်။အခုလိုမျိုး crypto currency နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမိတ်ဆွေတို့သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like follow share subscribe လေးလုပ်သားလို့ရပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။နောက်ပြန်မှာပြန်လည်ဆုံးဖြတ်ပါမယ်။